လာပြင်းတဲ့အာယုံတက်ချိန်တိုင်းမှာလူသားထက်နတ်တွေကစွန်ဦးကပ်လူလေးရှိတဲ့ထူးဆန်းတဲ့ဖျားစွန်ဦးကပ်ပြီးတာနဲ့တိုင်မောင်းထုတန်းကိုကြက်တိတိထူးဆန်းစွာကြားရတဲ့ဖျားကျွန်တော်တို့မြန်မာနိုင်ငံမှာနှစ်ပေါင်း186နှစ်အတွင်းအစိုးရပြင်ထန်ဆုံးငလျင်ဘေးကို2025ခုနှစ်မတ်လ28ရက်နေ့မှာကြုံတွေ့လိုက်ရပါတယ် ငလျင်ဘေးကြောင့်မြို့ကြီးများစွာပျက်စီးခရပြီးလူပေါင်းထောင်ချီတေဆုံခရတဲ့အပြင်ရှေးဟောင်းတမိုင်းဝင်တကူကြီးဖျားများစွာလည်းပျက်စီးခရပါတယ်ဒီတမိုင်းဝင်တကူကြီးဖျားတွေအထက်မှာမှစကိုင်းတိုင်းစကိုင်းတောင်ပေါ်မှာရှိတဲ့စွန်ဦးပုံညာရှင်စီတွေလည်းအပါဝင်ပါဒီเจ้าညာနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ညီကိုများတောင်းဆိုထားတဲ့ဆုံးဦးပုံညာရှင်ဖရာသမိုင်းနဲ့ဒီဖရာရဲ့သူစံအောင်းအောပွဲတကူတော်တွေအကြောင်းကို ဘုဒ္ဓတာဖြစ်ပွဲစိတ်ဝင်စားပွဲဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဇန်နီပါ ဆွမ်ဦးပုံညာရှင်စီဒီဟာစကိုင်းတိုင်းစကိုင်းမြို့ကဖားတောင်အမည်ရှိတဲ့တောင်ကုန်းပေါ်မှာတည်ရှိပြီးဂေါရမမြတ်စွာဘုရားရှင်ယုံမင်းဘွားကနေထိုင်ကျဆလာခဲ့တဲ့တောင်တော်လည်းဖြစ်ပါတယ်ဒီဘုရားကိုတက္ကရိတ်684ခုနဲ့မှာပင်ရနဲ့စကိုင်းပညာရှိတက်တော်ရှိအမတ်ကြီးဦးပုံညာကတည်ထားခဲ့တာဖြစ်ပါတယ်ပုံညာအမတ်ဆိုတာပင်ရတစည်းရှင်တိဟသူနဲ့ ။စကားမျိုးသည်အတင်ခရဆောယွန်းတို့ရဲ့အတင်နံပတိအမကြီးပဲဖြစ်ပါလေ။ဒီဖျားရဲ့တမန်ရာဇဝင်ကတော့ရှမ်းညင်အောင်တောင်းဦးထဲကတငယ်ဆုံးဖြစ်တဲ့တီဟတ်သူဟာပင်ရထင်းနှံကိုတိဆောက်တဲ့အချိန်မှာနန်းတွင်ထုံတန်းအစင်လာကိုမသိတဲ့အတွက်ပကံပြီးမိဖုရားကြီးဖွာစောကကူညီပေးခဲ့တယ်လို့တမန်အရသိရပါတယ်။တီဟတ်သူပရင်ဗေတိတ်ခံနေချိန်မှာလာရောက်ခန့်စားကြတဲ့မူမတ်တွေပေါများတဲ့အတွက်ဖုံတကူကြည့်ပါပေးတဲ့ဆိုပြီးမိဖုရားကြီးဖွာစောကချီးမွမ်းကာ ပကံပြီးအနော်ထာမေးလက်ထက်ကလေးကကိုးကွယ်လာခဲ့တဲ့ဖရာရှင်တတ်တော်ခွန်လူစုကင်းဝတ်တဲ့ရွှေကွင်းအစ်တော်ကိုလက်ဆောင်ဖြစ်ပေးအပ်ခဲ့ပါတယ်။ဒါပေမဲ့ဘရင်တေဟသူဟာအဲ့ဒီကွင်းအစ်တော်နဲ့ကွန်ဆာတဲ့အခါဒီကိုယ်လုံးရာရလာတဲ့အတွက်ပရိန်တဲ့ငစင်တင်ကိုခေါ်ယူပြီးရွှေကွင်းအစ်တော်ကိုဖျက်ဆီးစေကာအဲ့ဒီထဲကဖရာတတ်တော်ခွန်လူစုကိုထောက်ယူစေပါတယ်။ငစိန်တင်ကန်ဆိုးတာက အဲ့ဒီကွန်းအိတ်ကိုထုတ်ခွဲနေတဲ့အချိန်မှာပဲပေပေါ်နဲ့သူ့ပေါ်မှာဓာတ်တော်စုစီ ဝင်သွားတာကိုဘယ်သူမှမသိပဲဘရင်ကိုဓာတ်တော်ငါးစုသာဆက်တာနိုင်တဲ့အတွက်ငစိန်တင်ကြောက်ရွံ့ကညတွင်ချင်းစကန်ဘက်ကိုလှိနေကူးပြီးထွက်ပြေးသွားခဲ့ပါတယ်။ငစိန်တင်ကသူ့နဲ့ပေကိုပိုက်ပြီးထွက်ပြေးခဲ့တာလည်းဖြစ်ပါတယ်။ဓာတ်တော်ငါးစုကိုပင်းရရွှေစည်းကုံဖျားမှာဘရင်တီဟတ်သူကထောင်လာပြီးပျောက်ဆုံးနေတဲ့ဓာတ်တော်စုအတွက် ပဒိန်တန်ကစင်တင်ကိုစစ်စစ်မေးမြန်းဖို့ရာဖမ်းမိတ်ထုတ်လိုက်ပါတယ်ဒါပေမဲ့ငစင်တင်ကစကိုင်းမင်းဖြစ်လာမဲ့အတင်ခရဆိုးယွန်းထံခစားနေတဲ့အမတ်ကြီးပုံညာစီဝင်ရောက်ခုလုံပြီးခစားနေပါတယ်တညမှာတော့ငစင်တင်နဲ့အတူပါလာတဲ့သူနဲ့ပေစီကနေထူးဆန်းတဲ့ရောင်ကြီးတော်တွေကူမြူးနေတာကိုအမကြီးပုံညာကတွေ့ရှိသွားခဲ့ပါတယ်သူစားတဲ့ဒီဒတ်တော်နှစ်စုကို ငစိန်တင်စီကနေတရားသဖြင့်ရယူပြီးဖျားတီးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့်လက်ရှိပုံညာရှင်တောင်ပေါ်မှာတိရိဓမာတောကမင်းကြီးတည်ထားခဲ့တဲ့တတောင်ခရှိတဲ့ဖျားတစုနဲ့ပတူးတိန်ခရာဇာတည်ထားခဲ့တဲ့တတောင်တော်ခရှိတဲ့ဖျားတစုကြားမှာဓာတော်လစုကိုသာဗနာကအဲ့ဒီဖျားတစုအပေါ်ကိုငုံပြီးဖျားတီးခဲ့ပါတယ်။ပုံညာအမတ်တည်ထားခဲ့တဲ့အတွက်ဒီစီဒီကိုပုံညာစီဒီလို့ခေါ်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ဒီသတင်းကိုကြားသိရတဲ့ဘရင်ကတော့ဓာတ်တော်လစုခိုးယူမှုဘရင်ကိုအတိမပေးပဲဖျားတီမှုဆိုတဲ့ပြင်းမှုတွေနဲ့အတူအတင်ကရာစောယုံကပုံညာအမနဲ့ငစိန်တင်ကိုစကိုင်းမြို့တနေရာမှာရီချတက်စီလို့အမိတ်ထုတ်လိုက်ပါတယ်ဒါပေမဲ့ဖျားဓာတ်တော်ရဲ့တကူနဲ့သူတော်ကောင်းနှုတ်ဦးကရေမာနှင်းမြောက်မသွားပဲရေကဝိုင်းဝန်းချာယာပြီးသားတည်ရှိနေတဲ့အတွက်အော်ထိုင်လာဇွားနဲ့နှစ်ယောက်စလုံးကိုမတတ်တော့ပဲအသက်ချမ်းသာပြီးခဲ့ပါတယ် အဲ့ဒီအရာကိုရေဝေါ်အရာဆိုပြီးစကမ်းမြို့မှာဒီနေ့ချန်အထိခေါ်ဆိုခဲ့ကြပါတယ်အတင်ခရစောယုံမင်းကရေချတ်တတ်ပေမဲ့ပုံညမင်းတို့မသေးပဲရှင်းကြတဲ့အတွက်ပုံညရှင်တဲ့ရှင်တဲ့ဆိုတဲ့စကားကမြို့ထဲရက်ထဲကြော်ကြားသွားခဲ့ပါတယ်ဒီလိုပုံညရှင်ဆိုတဲ့သတင်းစကားကြော်ကြားရာကနေပုံညရှင်ဖျားပုံညရှင်စီဒီလို့ဒီနေ့အချိန်အထိခေါ်သွင်းလာခဲ့ကြပါတယ်အတင်ခရစောယုံကဖျားတကာတွေနဲ့အတူ ပုံညရင်စီတွေကိုထမှန်ကုန်ပြီးပြုတ်ပြင်းမောမောင်ကထီတော်အစ်စ်တင်လှူပေးခဲ့ပါတယ်။ပုံညအမတ်ကိုလည်းတက်တော်ရှည်ရဒူပေးခဲ့တဲ့အပြင်ပရိန်တဲ့ငစိန်တင်ကိုပါချီးမြှောက်ဆန်းလိုက်ပါတယ်။တောဆောင်နဲ့တောင်ဆောင်နဲ့တွေကဒီတောင်ပေါ်မှာဘုရားရှင်ရဲ့ဓာတ်တော်မွေတော်နှစုကိုထာဝနာပြီးဘုရားတီဖြစ်အောင်ကူညီပေးခဲ့တဲ့အတွက်လူနတ်စုပေါင်းတည်ခဲ့တဲ့ဘုရားလည်းဖြစ်ပါတယ်။ အမှန်ကတော့နတ်တွေတည်တဲ့ဘုရားဆွေလည်းမမှားပါဘူးအမကြီးဥပေါညာနဲ့ဗရိန်တဲ့ငစိန်တင်တို့ရယူခဲ့တဲ့ဓာတ်တော်တွေဖြစ်တာကြောင့်ဒီဘုရားတကနှစ်ဦးကိုနတ်တွေကအသက်ပေးမှကယ်တင်ပေးခဲ့ခြင်းလည်းဖြစ်ပါတယ်လက်ပြီးနဲ့နန်းနဲ့အာယုံတက်ချိန်တိုင်းမှာတောဆုံနဲ့တောင်ဆုံနဲ့တွေကစွန်ဦးလာရောက်ကပ်လို့ကြတဲ့အတွက်ဒီနေ့အချိန်ထိဘယ်လူသားတူတယောက်ကမှစွန်ဦးမကပ်နိုင်ဘူးလို့လည်းသိရပါတယ် ။စကိုင်းမင်းအတင်ခရာစိုးယုံကိုတိုင်းစိုးဦးကမရတဲ့အတွက်အာအောကြီးညိုစွာနဲ့ပုံညရှင်ဖရားကနေစိုးဦးပုံညရှင်ဆိုပြီးခေါ်ဆိုခဲ့ကြပါလေ။ဒါ့အပြင်ဝါရင်းသတင်းစဉ်ဖရားပွဲတော်ကြီးမှာပထမဆုံးစိုးဦး၊ကုန်းဦးနဲ့ပန်းဦးဆက်လာတွေအလှူခံရတာကြောက်ပဲစိုးဦးပုံညရှင်ဖရားစိုးဦးပုံညရှင်စီဒီဆိုပြီးဒီနေ့ချိန်အထိခေါ်သွင်းလာခဲ့ကြပါလေ။ဒီစီဒီတော်ကြီးကို တကိ920ပြည့်နှစ်မှာဟန်တာရီစင်ပြူရှင်မင်း949ခုနှစ်မှာမင်းရဲကျော်စွာ964ခုနှစ်မှာဟန်တာရီစင်ပြူရှင်ရဲ့တားတော်ဥတ္တမရီ969ခုနှစ်မှာအနောက်ဘက်လိုမင်း1002ခုနှစ်မှာတာလိုမင်း1135ခုနှစ်မှာကောင်းပေါင် စင်ပြူရှင်မင်းနဲ့1149ခုနှစ်မှာတော့ဘိုးတော်ဖျားစတဲ့ခေဆက်ဆက်ကဘရင်တွေအတီးတီးပြုတ်ပြင်းမောမောင်ကကုတူယူခဲ့ကြပါတယ် ဒါပေမဲ့2025ခုနှစ်မတ်လ28ရက်နေ့မှာလှုပ်ခတ်သွားခဲ့တဲ့ငလျင်ကြီးကြောင့်စုံပေါ်ညရှင်စီဒီပျက်စီးသွားခဲ့ရပါတယ်အခုဗီဒီယိုကိုကြည့်ရှုနေကြတဲ့ကျွန်တော်ရဲ့ညကိုမန္တမများနဲ့မိဘပြည်သူများအနေနဲ့ငလျင်တန်ကြောင့်ပြိုကျပျက်စီးနေတဲ့စုံဦးပေါ်ညရှင်ဖရာအတိတ်တပံပြန်လဲပြုတ်ပြင်းမုံမာရေလုံငန်းမှာအောက်တချတဲတဲ့ပွေးနဲ့ပါဝဲလှူဒန်းကုသိုလ်ယူနိုင်ပါကြောင်းဘုသူတဖြစ်စေဖို့ရာစေတနာထားမျှဝေပေးလိုက်ရပါတယ်